အော်တိုဘာလာမှာနိုင်ပွဲလုံးဝမရသေးတဲ့လီဗာပူးမင်္ဂလာပါကိုခိန်းစတာဖုတ်ဘောရှူအနေကျူဘာရခင်ဗျကျွန်တော်ခုခတ်ပါအဲဒီနေ့ကျွန်တော်လီဗာပူးအသင်းရဲ့အော်ဂူလာနောက်ပိုင်း က်တင်ဘာလစပြီးတော့အခုအောက်တိုဘာဝင်လာတဲ့အချိန်ထိရင်းရင်သွားတဲ့အချိန်တွေတချို့နဲ့ပတ်သက်ပြီးသုံးသက်ဆွေးနွေးမှုလုပ်သားချင်ပါတယ်။ကျွန်တော်တို့ဒီနေ့ဘောလုံးရာသီအစမှာချစ်စနိုးနဲ့ရွှေဘလို့တော့နာမည်ပေးခဲ့တယ်ပေါ့ဗျာ။တကယ်တည်းလေလီဗာပူးအသင်းကရှုံးမလို့လို့တည်ကြမလို့နဲ့နိုင်သွားခဲ့တဲ့ပွဲတွေကတပွဲမဟုတ်နှစ်ပွဲမဟုတ်သုံးလင်းငါးပွဲရှိလာတဲ့အခါကျတော့ဒါရွှေဘလို့နာမည်ပေးခဲ့တာပေါ့နော်။သို့တော့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်သုံးပွဲမှာရွှေဘဖြစ်မလာတော့ဘူး။သုံးပွဲလုံးရှုံးနေခဲ့တယ်။ဒါလီဗာပူးအတွက်တော်လေး နာကျင်စရာကောင်းပါတယ်။လီဗာပူးအတွက်တဲ့ဆိုင်နီးပြအာဒနာစလော့အတွက်ဒါအဆိုးဆုံးသုံးပွဲဆက်ရှုံးနိမ့်မှုကြုံတွေ့ခဲ့တာပါ။တကယ်တော့အာဒနာစလော့လက်ထက်မှာလီဗာပူးတဲ့အဲ့လိုသုံးပွဲဆက်တစ်ခါမှမရှုံးခဲ့ဘူး။သူတို့ရလက်မဆိုးတာတွေမရှိမှုရှိတယ်။ဥမာပြောရင်တော့၄ပွဲဆက်နိုင်ပွဲပျောက်တာတို့နော်တချို့ရှုံးလိုက်နိုင်လိုက်တည်ကြလိုက်ဖြစ်တဲ့ဒပလေရိုက်နေတဲ့အခြေအနေမျိုးတွေလည်းပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကြုံတွေ့ခဲ့ရပူပါတယ်။ဒါပေမဲ့ အဲ့ချိန်အဲ့ကာလအရင်အမှတ်မလို့တော့တဲ့အချိန်ဖြစ်တဲ့အတွက်ပြဿနာသိမ့်မရှိဘူးအခုချိန်ကျတော့ယာတီစစဖွင့်ခြင်းပဲရှိသေးတယ်လီဗာပူးတင်းကပြဿနာလေးတွေအနေငယ်စဖြစ်နေပြီပေါ့နော်ဗာဂျီဗန်ဒိုက်ကိုရိုင်းလည်းဒီအပိုင်းနဲ့ပတ်သက်ပြီးသူဝန်ခံထားတာလေးရှိတယ်လီဗာပူးမှာနည်းနည်းပြင်ဆင်ပြောင်းလဲစရာလေးတွေရှိတယ်ပေါ့နော်ဒီထဲမှာလူခေါ်ထားတာတွေများနေတာလည်းဒစိဒေတာပါတယ်ဆိုတော့ဟိုစကားလေးတစ်ခုတော့ကျွန်တော်ဖတ်လိုက်ရတယ်ထားပါဗာဂျီရဲ့ပြောစကားကလည်းဒစိဒေတာတော့မှန်ပါလိမ့်မယ်အခုလောလောဆယ်ကျွန်တော်ဆွေးနွေးချင်တာကဒီ first charge ပေါ့နော် သူတို့ဘယ်ချိန်ဘယ်ကာလတုန်းကဘလူတွေနိုင်ပွဲတွေရောက်ခဲ့တယ်။ဘယ်ချိန်ဘယ်ကာလမှာဘလူတွေရှုံးနေမှုတွေကြုံတွေ့ခဲ့တယ်။အဲ့ဒါကဘာကြောင့်လဲ။လက်ရှိကစားသမားတွေထဲမှာဘယ်ကစားသမားတွေကလိုအပ်မှုရှိနေသလဲစသဖြင့်ပေါ့လေ။ Okay အဲ့တော့ Liverpool ရဲ့ပထမဆုံးဒီရာဒီရှုံးနေမှုကဒါ Palace ကိုရှုံးသွားတယ်ရှုံးနေမှုပေါ့။ဥကျိုးသွားတာပေါ့ဗျာ။အဲ့ဒီမတိုင်ခင်မှာ Liverpool တင်းကရှုံးတယ်လို့လို့တေကြတယ်လို့လို့ပုံစံမျိုးနဲ့တောက်လျှောက်တောက်လျှောက်သူတို့နိုင်ခဲ့တာ။အဲ့လိုပွဲပေါင်းကမနေဘူး။ Premier League ပွဲစဉ်နှစ်ခရဲကဆိုပါစို့ဒါ new castle ကိုသူတို့3-2နဲ့နိုင်တယ် ayu 1-0နဲ့နိုင်တယ်ပြီးတော့ boma ကို1-0 atletico လည်းအဲ့လို3-2 everton ကိုလည်း2-1နောက်ဆုံး southampton တော့မှ2-1ဆိုတဲ့ result မျိုးနဲ့ကတ်နိုင်ခဲ့တယ်ပွဲပေါင်းမနေဘူး liverpool တီအဲ့လိုနောက်ဆုံးမိနစ်နောက်ဆုံးအချိန်ကာလေးတွေမှာနိုင်နိုင်သွားတယ်ဘရုတ်ဒွေးကြီးတကယ်လို့သာအဲ့အချိန်ကာလမှာနေတဲ့ကတရေကြတာတို့ရှုံးတာတို့ဖြစ်သွားတယ်လီဗာပူးဒီထက်ပိုပြီးတော့အချိန်နေဆိုးမယ်ပြောချင်တာလီဗာပူးတာထွက်ခဲ့ရက ကျွန်တော်တို့ကအရင်မျောလင်းခဲ့တယ်ဒါပြုမလင်းပြောကျွန်တော်လည်းအရင်မျောလင်းထားတယ်လီဗာပူးကိုတိုက်တဲ့ challenge ဂျာထဲမှာကျွန်တော်ထည့်ထားတယ်အခုလည်းမထည့်ဘူးပြောရမလို့အခုလည်းထည့်ထားတော့မယ်မထည့်လို့လည်းမရဘူးတိုးတော့ဘာကြောင့်မျောလင်းတယ်လို့တွေဖြစ်မလားလဲအကြောင်းပြချက်တစ်ခုတော့ရှိမှာပေါ့ဗျာနည်းနည်းဝိနေတဲ့အပိုင်းလေးတစ်ပိုင်းတော့ရှိမှာပေါ့ဆိုတော့အဲ့လိုမျိုး ipa ipa နဲ့နိုင်လာပြီးတကယ်တမ်းဒုက္ခပေးတဲ့ အသင်းမျိုးနဲ့တွေ့တဲ့အခါကျတော့ရှုံးရောအဲပဲလစ်ကိုသူတို့ရှုံးသွားတယ်ရှုံးပြီးတဲ့အချိန်မှာဘရူးမတ်မီလာမသိချန်ပီယံလိဂန်ရတယ်ကျွန်တော်အဲ့ပွဲလီဗာပူးရွေးပေးတာဒီပွဲကတော့ပြန်လာနိုင်ပြီလီဗာပူးရှုံးရင်လည်းတပွဲပေါ့နှစ်ပွဲသက်မရှုံးနိုင်ဘူးဆိုတော့ယူဆချက်နဲ့ကျွန်တော်လီဗာပူးကိုယုံကြည်ခဲ့တယ်တို့ပေမဲ့လည်းတရေတော့မကြောက်ဘူးရှုံးသွားတယ်အော်နောက်တစ်ပွဲချယ်ဆီနဲ့ထက်ကန်ရတယ်တကယ်တော့ကျွန်တော်ချယ်ဆီပြိတ်သက်ဆိုရင်အဲ့ပွဲတင်ကလီဗာပူးအနိုင်ကန်လို့ရတယ်ဗျာ Chelsea ကတော်တော်ဝိနေတဲ့အခြေအနေမျိုး foul တွေအရင်ကောင်းနေပြီးတော့နောက်ခံကစားသမားတွေမရှိရင်ထားလိုက်တော့ဒါစိတ်သက်ပိုင်းနဲ့ကန်လို့ရတယ်အခုက foul လည်းမကောင်းစိတ်သက်ပိုင်းကလည်းနည်းနည်းလျော့နေတဲ့အသင်ကျွန်တော်တို့ Benfica ကို နိုင်သွားလို့နောက်ပွဲစဉ်တွေကရလက်ကောင်းလေးကောင်းတာရှိတယ်ဆိုတာကံကိုယုံကြည်မှုတကယ်လက်တွေ့မှာအဲ့တလောက်ထိမဟုတ်ဘူးအဲ့တော့နောက်ကန်ကစားသမားတွေမရှိတာကိုဖိပြီးတော့ကန်လို့ရတယ်အီဂီတီဂီကလည်းခဏလေးပေးနှားလိုက်တာပဲရှိတယ်တကယ်တမ်းဟိုအတင်းကနေတွေ့ဖယ်သွားသေးတယ်ကစားသမားမဟုတ်ဘူးဒါကြီးကိုအနိုင်ယူနိုင်ခဲ့တာဆိုတော့လီဗာပူးရဲ့ဟန်ချက်ကမေကွန်းထုတ်ချင်စရာဖြစ်လာတယ် တော့ကျွန်တော်လီဗာပူးနဲ့ပတ်သက်တဲ့ကစားသမားတွေရဲ့ data အချက်အလက်တွေကိုထပ်ပြီးတော့ပြောပြမယ်။တေချာတကူကတော့အခုအော်တိုဘာ week တဝီပေါ့နော်ကျွန်တော်တရက်နေ့နဲ့၄ရက်နေ့မှာလီဗာပူးသေးပွဲတင်နှစ်ပွဲခံခဲ့ရတဲ့အနိုင်မရသေးဘူး။ September လခုံငန်းဒီမှာ Crystal Palace နဲ့တခါကန်ရတယ်အဲ့၃ပွဲဆက်ရှုံးထားပါတယ်အဲ့တော့ Liverpool တင်းရဲ့လက်ရှိအချိန်အကောင်းဆုံးအစုဖွဲ့ကကွင်းလယ်အစုဖွဲ့မှုလို့ပြောလို့ရတယ်မက်ကာရဲ့ RGB ရဲ့ Suppose လိုက်ရင်ဒီ၃ရာသီ performance တော်တော်ကောင်းတယ်ဒီတည်းကမှထပ်ပြီးခွဲထုတ်ရမယ်ဆိုရင် RGB နဲ့ Dominic Suppose လိုက်ရတော့အားရစရာအတော်ကောင်းတဲ့ဆွဲဆောင်ရေးပြတ်တာထားတယ် RGB ဆိုရင်ဒါ၈ပွဲပဲသူကစားထားပေမဲ့နှစ်ကိုးသွင်းပြီးနှစ်ကိုးဖန်တီးထားတယ် Dominic Suppose လိုက်ရ၁၀ပွဲတိတိကစားထားတယ်တကိုးသွင်းပြီးတော့နှစ်ကိုးဖန်တီးထားတယ်မက်ကာကတော့၉ပွဲကစားထားရယ်ပေါ့နော် ဆိုအဲ့ဒီအပိုင်းတစ်ပိုင်းအလွင်ကျန်တဲ့နေရာတွေမှာလီဗာပူးအသင်ကစားသမားတွေကအနေငယ်ဝီးတဲ့အပိုင်းလေးကိုကျွန်တော်တို့တွေ့ရတယ်။ defensive line ကတော့တိတ်ပြီးမသိတာဘူး။အဲ့ဝီးတယ်ဆိုတာ player တဦးတယောက်ချင်းတွေကဝီးနေတာကိုပြောတာမဟုတ်ဘူးဗျာ။အသင်လိုက်ဟန်ချက်ကိုကျွန်တော်အဓိကမိမောင်းထိုးပြကြတာ။ကျွန်တော်ပြင်အဲ့ဒီဘိုင်ကိုဆက်ဆွေးနေမယ်။ ဲ့တော့ Liverpool တင်းရဲ့နောက်တန်းမှာဒီနေ့ရသည် Ibrahima Konate နဲ့ Vardy အဓိကပွဲထွက်တယ်။ Ibrahima Konate က10ပွဲလက်ရှိကစားထားတယ်။နောက် Vardy Van Dijk ကလည်း10ပွဲကစားထားတယ်။တကူတွင်းထားတယ်ပေါ့ဗျာ။တိုးတော်လေဒီနေ့ရဲ့စွမ်းဆောင်ရည်ပိုင်းကလုံလောက်မှုမရှိဘူးလို့ကျွန်တော်ထင်တယ်ဗျ။ဒါကလည်းပြီးခဲ့တဲ့ဘောလုံးရသည်ကလေးကဟိုကျတင်တယ်လို့ထင်တဲ့စွမ်းဆောင်ရည်ပေါ့နော်။ပြီးခဲ့တဲ့ဘောလုံးရသည်မှာမကျဘဲနဲ့ Arnaslot ကောင်းတဲ့အတွက်ကြောင့်ခဏလေးတည်ငြိမ်နေတဲ့သဘောမျိုးပဲ။ ဖာဂျီအသက်အရွယ်တစ်ခုရောက်လာပြီမိုဆာလာအသက်အရွယ်တစ်ခုရောက်လာပြီဒီနေ့ဘောလုံးရသည်မှာတော့ဒါဓမ္မတာပဲကြပြီအဲ့ဒီကြောင့်နောက်တန်းစုပွဲမှုကမစိုးဘူးဆိုပေမဲ့ဂိုးတွေတောက်လျှောက်လှိုင်းလှိုင်းပြန်ပြီးတော့ပေးနေရတာတတ်သေးပဲဒါအပြင်စိုက်ဘက်ကစားသမားတွေကိုကြည့်မယ်ဆိုရင် frame ပေါ့ကိုကျွန်တော်အများကြီးမျှော်လင့်ထားခဲ့တယ် ဒါပေမဲ့ frame box arnas တော့သဘောမကျတာလားဒါမှမဟုတ်သူကိုယ်တိုင်ရဲ့ဒဏ်ရာပြဿနာကနေတတ်တာလာပြီးတဲ့နောက်ပဲတိတ် fit မဖြစ်သေးတာလားတော့သူတို့ကိုယ်တိုင်ပဲအသိပါလိမ့်မယ်အဲဒါပေမဲ့အဲ့ဒီ right back တနေရာလည်းလက်ရှိအချိန်ဒီအရင်အဖြေရှာလို့မရသေးဘူးဗျာ corner bradley ကိုကစားခိုင်းတယ်ဒီခါလေကျရင် dominic subotlain ကိုဝင်ဆော့ခိုင်းတာနီးလန်းမှန်ကန်မှုတစ်ခုလို့တော့ကျွန်တော်မထင်ဘူးပြလို့ပြော dominic subotlain ကိုအဲ့နားမှာကစားအောင်မကစားခိုင်းတင်တာတပွဲတလေကတော့မှန်တယ်နှစ်ပွဲတလေကတော့ပြဿနာမရှိဘူးဒါပေမဲ့ ွဲတိုင်းများလာတဲ့အခါကျရင်ဒိုမီနစ်ဆိုဘိုစလိုင်းရဲ့လုံအားနှုံးတွေကျွန်တော်ဂျန်တဲ့နေရာတွေမှာရှော့ချသွားတာပေါ့အဲ့ဒီ right back ကြီးမှာဖြည့်ကစားပေးနေရတယ်လေမကြိုက်ဘူးပြောရမလို့ကြိုက်တယ်နော်သူအဲ့နေရာမှာကစားခဲ့ပြီးကောင်းတဲ့ပွဲတွေပုံကြီးရှိတယ်ဒါပေမဲ့ frame ball လို့ bradley တို့က ဲ့ဒီမှာမပါလို့ဖို့တော့ဒါတပိုင်းပေါ့ကျွန်တော်နောက် left back တနေရာမှာ Milos Gagas ကလည်းကျွန်တော်တို့အရင်မျောလင်းထားရတဲ့မှာ Milos Gagas ပါတယ်တကယ်ကိုကောင်းတဲ့ကစားသမားသို့တော့အဲ့လို inverted fullback ပုံစံဝင်ကစားဆိုရင် Robertson လောက်မကောင်းတာတော့အမှန်ပဲသူက touchline ကနေဆွဲပြေးတာကိုပို့ပြီးအာတီတာဖြစ်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဘုံမမတော့ကလည်းသူ down shot အဲ့ touchline ကနေဆွဲပြေးပြီးကြိုက်တဲ့နေရာကကြိုက်တဲ့ cross ball တင်ကွက်တီရအောင်တင်ပေးနိုင်တဲ့ player မျိုးပေါ့သို့တော့ Arna Scrot ကြတော့အဲ့လိုကြီးပဲ down shot ဆွဲပြေးခိုင်းနေတာမဟုတ်ဘူးဗျတခါလေကြိုက်အထဲတဲ့ဝင်ဖြစ်ပေးရတဲ့ပုံစံမျိုးလေးတွေရှိတယ်ဒီပိုင်းနေမှာ အဲ့ဒီ side back ကစားသမား2ယောက်ကလည်းလိုအပ်ချက်အနည်းငယ်ရှိတယ်လို့ကျွန်တော်ယူဆရတယ်ဒါ defensive line ရဲ့အနည်းငယ်လိုအပ်မှုပေါ့နော်ကဲအဓိကအပိုင်းလာပြီ tight set ပိုင်း tight set ပိုင်းကတော့ကျွန်တော်ထင်ထားတာပို့ပြီးတော့လက်ရှိအချိန်မှာဟန်ချက်မညီတဲ့ပြဿနာကိုကြုံတွေ့နေရတယ်မိုဆာလာမူဆာလာဒီအသက်အရွယ်ဘလောက်ပဲကြီးကြီးလီဗာပူးမှာလုံးဝ on fire ဖြစ်တဲ့ game ပဲပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းမူဆာလာလှုပ်ပြသွားတာအများကြီးပဲဒီနေ့ရာသီမှာကျတော့ဆလာလှုပ်ပြနေသေးဆိုပေမဲ့ကျွန်တော်ဆလာကြီးရဲ့ပုံစံကောင်းတစ်ခုကိုတော့ကျွန်တော်မမြင်ရတာအမှန်ပဲလက်ရှိအချိန်မှာ၃ဂိုးသွင်းပြီး တုံးကိုဖန်တီးထားတယ်။မှန်တယ်။ကိန်းကနဲချက်လက်ရဒါသည်19မှာ go contribution 69ရှိတယ်ဗျာ။လက်ခံပေးလို့ရတယ်။ဒါပေမဲ့တကယ်တမ်းစွမ်းဆောင်ရည်ပိုင်းတစ်ခုတည်းကိုအကဲဖြတ်မယ်ဆိုရင်တော့မိုဆလာရဲ့စွမ်းဆောင်ရည်ဒီအနေငယ်ကျလာတယ်ဆိုတော့ကျွန်တော်လက်ခံရလိမ့်မယ်။ဒါအပြင်လက်ဖွင့်မှာလည်းပြီးခဲ့တဲ့ဘောလုံးရာသီကတိတ်ကိုကောင်းခဲ့တဲ့လူချို မရှိတော့ဘူးဒါလည်းဒစိတ်တေဒါတော့ဒီယာဒီအတွက်အနည်းငယ်တက်ရောက်မှုရှိသွားတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကိုရီကပူနဲ့လူချိုနဲ့ဘယ်သူကောင်းလဲဆိုရင်လူချိုကတော့ပိုကောင်းတယ်လီဗာပူးရောင်းလိုက်တာကိုလည်းအပြစ်သွားပြောလို့မရဘူးသူ့အသက်အရွယ်နဲ့ဘိုင်မနစ်ပေးတဲ့တန်းကဒါကလုံးဝ ဟိုဖဲဖြစ်တယ်ဗျာလီဗာပူးကလည်းငွေသုံးထားတာအများကြီးဖြစ်တဲ့အခါကျတော့ဒီအပိုင်းကို risk အရင်မယူခြင်းလို့လူချိုရောင်းလိုက်တယ်နဲ့တူပါတယ်အဲ့တော့ကိုဒီကပူဝင်ဆော့ပေးတယ်လူချိုလောက်တော့မပြည့်ပိုဆိုးသွားတာကနမတန်းနေရာမှာယုံကြည်ချက် ကြီးကြီးမားမားနဲ့မျောလင့်ထားတဲ့ Florian Vis Vis ဒီအခု Premier League ပွဲစဉ်ခုနှစ်ပွဲကစားပြီးသွားပြီ စွမ်းဆောင်ရေးပိုင်းလုံးဝမကောင်းသေးဘူးတကူမှလည်းဖန်တီးမှုမလုပ်ထားသလိုကိုသွင်းယူမှုလည်းမလုပ်ထားဘူးကို contribution ကမရှိဘူးဗျဒါကတော့ကဘာအဆင့်ကစားသမားတယောက်အနေနဲ့မဖြစ်သင့်ဘူးပေါ့နော်ဒီလိုပြောလို့ Vis ကိုကျွန်တော်က flop သွားပြီလို့ပြောတာမဟုတ်ဘူး Vis ကတကယ်ကောင်းတဲ့ကစားသမားပါ Kyle Vest နောက်ပိုင်းပေါ်တဲ့ Wanna Kid တွေထဲမှာ Florian Vis ကတော်တော်လေးကျန်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ German League နဲ့ဒီ Premier League ရဲ့ကွာခြားမှုကိုပဲအဓိကမိမောင်းထိုးပြမှာပဲပေါ့နော် Vis နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ကဖြစ်ရလေးတစ်ခုတော့တတိယရတယ်အဲ့ဒါက Lee Rice Sane ရဲ့အပြောင်းအရွှေ့ Sane ကမန်စီးတီးကိုပြောင်းလာတဲ့အချိန်ဒါဂျာမန်မှာတော်တော်ကောင်းတဲ့ကစားသမားရှော့ကေးကပြောင်းလာတာတိုးတော့ EPL မှာသူထင်တယ်လို့ဖြစ်မလာဘူး။ဘာကြောင့်လဲဆိုတော့ EPL ကစားပုံကဗျာဂျာမန်ဘွန်ဒက်စလီဂါနဲ့ကွာတယ်ဂျာမန်ဘွန်ဒက်စလီဂါမှာတယောက်ချင်းစီကစားပြီးဂိုးသွင်းယူလို့ရတယ်ပရီးမီးယားလိမှာကျတော့အဲ့လိုတယောက်ချင်းကစားရင်လွတ်ပေးထားလိုက်မှာတချို့မောသွားရောတကယ်တမ်းဂိုးသွင်းရမယ့်အဓိကအခြေအနေတွေဆိုရင်ဘာမှလုံးလို့မရတော့ဘူးဒါတော့မှပပ်ပြရဲ့လက်အောက်မှာကစားခဲ့လို့လီရိုက်စာနေဒီလောက်ထိဖြစ်သွားတာပေါ့နော်ထပါအဓိကပြောချင်တာဖလော်ရီယန်ဗစ်လေလက်ရှိအချိန်မှာအဲ့လို တခြားလျက်ပြောင်းလာတဲ့အတွက်ကြောင့်အသားမကျသေးတဲ့တံတန်မျိုးကိုသူကြုံတွေ့နေရတယ်ဒါနံပါတ်1အချက်နံပါတ်2အချက် teammates အစ်စ်တွေနဲ့သူတွဲဆော့နေရတဲ့အတွက်ကြောင့်တချို့နားလည်မှုပိုင်းလေးတွေမှာလိုအပ်နေသေးတယ်ဒါတော့မှ war class player တွေဖြစ်တဲ့အတွက်တဦးနဲ့တဦးကြားထဲမှာငကိုကလေးကဟိုအသွေးသားတွေကနားလည်မှုရှိပြီးသားဖြစ်တဲ့အတွက်တချို့အလုံးလေးတွေကအဆင်ပြေနေတာဗျ igi digi ကတော့ဒါမစိုးဘူးခေါက်ထားတဲ့ကစားသမားအစ်စ်တွေထဲမှာဆိုရင် alexander iset တောင်လက်ရှိအချိန်ထိပို့ပြီးအသုံးဝင်နေသေးတယ် iset ကကြတော့မျောလင့်ထားသလိုဖြစ်မလာခဲ့ဘူးပေါ့နော်အဲ့တော့ conclusion ဆွဲရမယ်ဆိုရင် မျော်လင့်ထားပြီးတော့လက်တွေမှာမျော်လင့်တယ်လို့ဖြစ်မလာတဲ့ကစားသမားတွေကလီဗာပူးကများတယ်ဒါအပြင်အသင်းရဲ့ဟန်ချက်ကလည်းဗာဂျီပြောသွားတယ်လို့မျိုးပဲကစားသမားတစ်တွေများနေတဲ့အခါကျတော့ဒီကစားသမားတစ်တွေကအထိုင်ကစားသမားတွေဗျအာစတန်နဲ့နည်းနည်းကွဲတယ်အာစတန်ကအထိုင်ကစားသမားကိုသူတယောက်နှစ်ယောက်လောက်ပဲကောက်ခေါ်လိုက်တယ်ဂျန်နာရီကပြီးမှတဖြည်းဖြည်းချင်းစီပပထဲ့သွားမဲ့ပလေယာမျိုးတွေဖြစ်နေတယ်အဲ့ဒါကြောင့်တချို့ပလေယာတွေရဲ့ရင်မြစ်တစ်ကိုရောက်ရှိလာတဲ့ အချင်းဒီကြောင့်ရဲ့ကစားသမားတွေကြားထဲမှာနားလည်မှုလိုအပ်နေသေးတဲ့အတွက်ကြောင့်ရဲ့ဟန်ချက်မြင့်ချင်းပြဿနာတွေဖြစ်ပေါ်နေပြီးတော့လီဗာပူးကလက်ရှိချိန်ထိထင်သလိုဖြစ်မလာသေးတာလို့တော့ကျွန်တော်သုံးသပ်မိပါတယ်ခင်ဗျကျွန်တော်ဂျီကိုရဲ့အတွေးအထင်အမြင်တွေလည်းကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားနိုင်ပါတယ်အခုတော့အားလုံးနှုတ်ဆက်ပါရစေကျေးဇူးများကြီးတင်ပါတယ်